တော့ရေကောက်ပွဲစနစ်မှာအမေရိကန်ပြည်တော်စုနဲ့တခြားနိုင်ငံတွေကုရောပနိုင်ငံတွေနဲ့မတူတာကကုရောပနိုင်ငံတွေအများစုကအချိုးကျကိုစားပြုစနစ် promotional representation system အဲ့ဒါကိုကျင့်တော့လေအဲ့ဒီ system ကကျွန်တော်ရွေးချယ်တင်မြှောက်လိုက်တဲ့ပါတီတွေကဘယ်နေရာတွေမှာအနိုင်ရတယ်လဲပေါ့နော်ရွေးချယ်တဲ့မဲဆန္ဒနယ်တွေရဲ့၄၀ရာခိုင်နှုန်းကိုအနိုင်ရတဲ့ ါတီကလွတ်တော်မှာလွတ်တော်တွေကထိုင်ကုန်ရဲ့40ရာခိုင်နှုန်းကိုသူတို့ကအမတ်နေရာရပြီးတော့တခြားပါတီက60ရာခိုင်နှုန်းလောက်အနိုင်ရရှိတဲ့ပါတီကအဲ့ဒီအမတ်နေရာအဲ့မှာ60နေရာရမယ်အဆိုလိုတာရှုံးတဲ့ပါတီရောနိုင်တဲ့ပါတီရောနှစ်ယောက်အိုက်ထဲထဲမှာလွတ်တော်မှာအတူတကွအချိုးကြရအောင်ဟုတ်အမေကပြည်တော်စုမှာကြောင်အဲ့လိုမဟုတ် first father's four system တော့အဲ့ system ကအမေကပြည်တော်စုမှာတော့သူကဘယ်လိုလဲဆိုတော့အဲ့လိုအချိုးကျမဟုတ်ခရိုင်နေအများကြီးမှာရှင်ပြန်ရတဲ့လွတ်တော်ကိုယ်စားလောင်းနေအများကြီးရှိတယ်အများကြီးတဲကမှဒီလွတ်တော်ကိုယ်စားလေရလဲမဲဘလောက်ရမယ်ဒီလွတ်တော်ကိုယ်စားဘလောက်ရမယ်ပေါ့ဗျာရကြတော့ရကြမယ်သူတို့ရခိုင်တော့အပြည့်ဘလောက်ပဲရရအဲ့ဒီခရိုင်ဒီတဲက မဲအများဆုံးရတဲ့အမတ်ကအိုက်ခရိုင်နေအားလုံးရဲ့ကိုစားကိုစလဲနေတဲ့ကဲအဲ့လိုမျိုးဥပမာဖြင့်ဥပမာဖြင့်အထက်လွတ်တော့အမတ်ဗျာခရိုင်ပြည်နယ်တစ်ခုလုံးမှာမရောက်ပဲအထက်လွတ်တော့မှဖြစ်တယ်အဲ့ဒီချိန်မှာအထက်လွတ်တော့အမတ်လောင်းဖြစ်နေဝင်ပြိုင်နေလူတွေအများရှိအများရှိအိုက်ပြည်နယ်တွေပါပြန်ကြပြန်ကြတဲ့ချိန်မှာခရိုင်တွေမှာအကုန်လုံးပြန်ကြတယ် ပတ်ပြန်ကြောင်းပတ်ပြန်ရအောင်အဲ့ခရိုင်တွေဘယ်ခရိုင်မှာဖြစ်ရင်တော့ဘယ်ဘယ်သူကနိုင်တယ်ဘယ်ခရိုင်မှာဖြစ်ဘယ်သူကနိုင်တယ်နိုင်ရနိုင်ရင်သလောက်နိုင်ရအဲ့ခရိုင်တွေအများကြီးတဲ့မှာမှာဘယ်လွတ်တော့အမတ်ကမဲအများဆုံးလဲသူတို့ထဲမှာအများဆုံးဖြစ်တဲ့အမတ်လွတ်တော့အမတ်နှစ်ယောက်အဲ့ဒီပြည်နယ်အတွက်ကိုစားပြုပြီးတော့အထက်လွတ်တော့သွားမယ်ဆိုတော့ပြည်နယ်အမတ်အထက်လွတ်တော့အမတ်နှစ်ယောက်အဲ့ဒီအရင်ဖြစ် ဆိုတော့အဲ့ဒီပြည်နယ်ကရှင်ပြိုင်တဲ့လူတွေအများကြီးတော့ခရိုင်တွေမှာပတ်ပြီးတော့ရှင်ပြိုင်တာအဲ့ဒါသူခရိုင်ရဲ့သူသူမဲတွေရတာအဲ့တော့မဲအများဆုံးရတဲ့လူမယောက်ကအထက်လွှတ်တော်တက်ဆိုတော့အချိုးကြမဟုတ်ဘူးနိုင်တဲ့လူအကုန်ယူနိုင်တဲ့လူအများဆုံးနိုင်တဲ့လူအမှအများဆုံးလူအထက်တက်အဲ့ system အဲ့ဒီ system ကိုကျွန်တော်တို့ဘယ်လိုခေါ်လဲဆိုတော့ pass pass the post system လို့ခေါ်တယ်အဲ့ဒါ နိုင်သူအကုန်ယူမဲအများဆုံးလူက IP နဲ့ကိုကိုစားပြီမဲအများဆုံးလူမရောက် IP နဲ့ရဲ့အထက်လွှတ်တော်အမတ်မရောက်ဖြစ်နေကွန်ဂရက်ကိုသွားဒီစနစ်ကိုနောက်တစ်ခုခေါ်သေးတာက a single member plurality district system လို့ခေါ်တယ်ခရိုင်အများကြီးကမှကိုယ်စလဲတယောက်ပဲထွက်တဲ့စနစ်လို့ခေါ်တယ်ခုနကျွန်တော်ပြောသလိုပေါ့ဒီပြည်နယ်တက်မှာ ခရိုင်တွေအများကြီးရှိတယ်ရှိပေမဲ့အဲ့မှာဝင်ပြိုင်ခရိုင်တွေအများကြီးမှာဝင်ပြိုင်ကြတာဝင်ပြိုင်လာပြိုင်တဲ့လူကလည်းအများကြီးပဲအဲ့ထဲကအနိုင်ဆုံးလူတယောက်ပဲဒီခရိုင်တွေအားလုံးရဲ့ကိုစားပြုတ်ပြီးတော့ဒီပြည်နယ်ရဲ့တော်တော်အနာပေါ့အေးအဲ့လိုမျိုးဖြစ်လာဒီစနစ်ဒီစနစ်ကအမေရိကန်ပြည်တော်စုမှာပဲတုံးတယ်လို့ကျွန်တော်သိရတယ်တခြားနိုင်ငံတွေမှာတခြားဥရောပနိုင်ငံတွေမှာဆိုရင်ကဘာအချိုးကျကိုစားပြုတ်စနစ်ကိုပဲတုံးတယ်အမတ်တည်းရဲ့အစ်င့်နာမှာလေ ဥရောပနိုင်ငံအမတ်တွေနဲ့အမေရိကန်ပြည်ထောင်စုအမတ်တွေအဆင့်တန်းအရပ်ကွာပါတယ်။ဥရောပအမတ်တွေမှာသူ့ရဲ့ကိုရေးကိုတာအလုံးလုံးပေးမယ်။ဘွန်တန်း၂ယောက်တော့မရှိ။အမေရိကန်အမတ်တွေမှာကြတော့သူတို့ရဲ့ကိုရေးကိုတာအတွက်ဝန်တန်းလည်းလုပ်ပေးဖို့အထက်လွှတ်တော်အမတ်တွေမှာဆိုရင်အယောက်30။နဲအောက်လွှတ်တော်အမတ်တွေမှာဆိုရင်အယောက်20ရှိကြ။အမတ်တယောက်ကတော့ဝန်တန်းအယောက်20 အောက်လွတ်တော့အမှမှရှိတယ်အထက်လွတ်တော့အမှမှဆိုအယောက်30အောင်ရှိကဲဘာဖြစ်လို့အဲ့ဒီလိုရှိလာလဲသူတို့ကပြည်နယ်ထဲမှာနောက်ထပ်ရွေးကောက်ပွဲတွေမှာထပ်ပြီးအမှတ်ဖြစ်ဖို့အတွက်စ조사ပန်းလာအလောလောပါတယ်လူလူအကျိုးအတွက်လူလူထောက်ခံမှုရောက်ဖို့လဲ조사ပန်းလာအလောလောပါတယ်ကျွန်တော်တို့နိုင်ငံကလွတ်တော်အမှတ်တွေလို့ဖြစ်ပြီးပြီးရောပေါ့နော်ဖြစ်ပြီးပြီးရောဘာမှဖြစ်လာတာလည်းမတွေ့ဘူး တော်တော်တော်တော့ဘာအိမ်ငိုက်နေတယ်လို့ပြောတယ်လို့ပြောကြတယ်။ကဲဘာဘာအရင်ပါတဲ့မူချမ်းဥပဒေမူချမ်းလဲတင်သွင်းတဲ့လူတို့ဘာလို့ဘာလို့ညာလို့ဆိုတာမတွေ့ဘူး။တင်သွင်းလိုက်တဲ့ဥပဒေမူချမ်းတွေကလည်းကိုလူမျိုးကိုမျိုးတော့အောင်လုံးမယ်။ဟုတ်လားတလင်တမယာစနစ်တို့ဘာလို့လို့ဥပဒေတွေပေါ့ဗျာ။ဟုတ်လားအဲ့လိုမျိုးရှင်းတော့မကြည့်ပဲနဲ့ရင်းရှင်းမကြည့်ပဲနဲ့ပောက်ကြရအောင်တင်ကျင်တဲ့လူကတင်တယ်အတီးပြုတ်ကျင်တဲ့လူတွေကပြုတ်ထွက်လိုက်တယ်ဆိုတော့ကျွန်တော်တို့စီကအဲ့အမတ်တွေရဲ့အရေးချင်း ကျွန်တော်စဉ်းစားရင်ခမယောက်လည်းစဉ်းစားကြည့်ဦးအဲ့တော့ထားပါအဲ့ဒီအမတ်တွေကလူလူအကျိုးလောက်ထိုင်ဖို့ပဲသူတယောက်တည်းသူ့ဝန်ထမ်းနေနေတယ်မရအောင်မရအောင်အောက်လွတ်တော့အမတ်ကဝန်ထမ်း20အောင်ရှိတယ်သူအထက်လွတ်တော့အမတ်က30အောင်ရှိတယ်အဲ့ဒီလူတွေနဲ့သူ့ပြည်နဲ့သူ့ခရိုင်နဲ့လှုပ်လှုပ်ပြီးတော့အဲ့ဒီလူလူအကျိုးပြုလူလူတွေစီကအဲ့မှာအချက်လက်တွေစုဆောင်လူလူတွေကိုဘာလုပ်ပေးရမလဲဘလို့ဥပဒေတွေပြဋ္ဌာန်းပေးသင့်တယ်လေအဲ့ဒါကိုသူတို့ကစနေနာပြီးတော့လူလူအကျိုးပြုလောက်ကသူတို့ကိုထောက်ခံမှုရအောင်လောက်တာ ဆိုလိုတာကကျွန်တော်တို့နိုင်ငံကအမတ်တယ်လို့ဟလာဒီမှာပါတီမှာရှိတဲ့အကြီးအကဲကတင်းနေတာတင်းလိုက်တင်းလိုက်ငါးယောက်ဖောက်ပေါ့ဘယ်လိုပြောလဲငါးနှမလဲပေါ့အဲ့လိုတင်ပေးလိုက်တာအဲ့လိုမျိုးတင်ပေးလိုက်တာကိုဒီပါတီရပဲဆိုပြီးတော့မျက်လုံးမှိတ်ပြီးတော့မဲပေးတဲ့ငတုံးလာပြီသူတွေမဟုတ်ဘူးအမေရိကန်မှာအဲ့အမတ်တွေသူတို့ရဲ့အရေးချင်းကိုကြည့်ပြီးတော့မဲပေးတာဒီပါတီရပဲဆိုပြီးမဲပေးတာမဟုတ်ဘူး အဲ့အဲ့ဒီအမတ်တွေကလူလူအကျိုးသူတို့ဘာလုပ်ပေးနိုင်တယ်လဲသူတို့ဘလို့လူလူကိုဘလို့စေတနာထားလဲဆိုပြီးတော့လူလူရဲ့အကျိုးကိုသူတို့ကစွန့်စားလက်မှာအလုံးလုံးပေးရတယ်ကဲတပတ်ကို90အလုံးလုံးပေးရတယ်ကဲသူတို့ကိုယ်တိုင်ကျွန်တော်နိုင်ငံမှာအမတ်ဖြစ်ချမ်းသာပြီဗျာချမ်းသာတယ်လို့ဆိုကျွန်တော်နိုင်ငံလူအဲ့လောက်အလုံးလုံးလာပြောဟမ်တနေ့အလုံးချင်း၈နာရီအောင်ပါလိတပတ်ကို900ပဲလုံးဆိုလိုတာ90ပဲလုံးအဲ့လောက်ကြားပြတ်နာသေးတယ် ျွန်တော်လူမျိုးတွေအကျင့်ကျွန်တော်နိုင်ငံသားရဲ့အကျင့်စိတ်ရည်သည်ဖြစ်စေချမ်းသာသည်ဖြစ်စေချမ်းသာရင်လည်းချမ်းသာရင်လည်းစိတ်ခံတယ်ချမ်းသာရင်စိတ်ခံပြီးတော့အလုံးမလုံးတာစိတ်ရည်ရပြင်းပြီးတော့အလုံးမလုံးတာအဲ့လိုစိတ်ခံတတ်တဲ့ကျွန်တော်တို့လူမျိုးတွေအကျင့်ရနေပြီးတော့လွှတ်တော်တွေရောက်သွားတယ်လွှတ်တော်တွေကသွားပြီးတော့အိတ်ငိုက်နေတာအိတ်ပျော်နေလွှတ်တော်တွေမှာသွားပြီးစိတ်ခံနေတဲ့လူတွေဖြစ်မှာဟိုင်ဘူးလားဟောအဲ့အမေရိကန်လွှတ်တော်အမတ်တွေကအဲ့ဒီလိုမျိုးအလုံးလောက်တာလူလူရဲ့အလုံးလုံးပြီးတော့လူလူရဲ့ ဆန္ဒကိုသူတို့ကယူတာသူတို့ပေါ့အဲလူတို့ရဲ့ဆန္ဒအရာမှာသူတို့ကလွတ်တော့အမှဖြစ်တာကျွန်တော်နိုင်ငံကလွတ်တော့အမှတည်းလို့ပေါက်ကြရကောင်တွေကပါတီတော့ဝင်ပါတီအကြီးကဲတဲ့ယင်းဒီပါတီအကြီးကဲရရော့ဆိုဟိုးရန်ကောကောင်ပေါ့ဘုမတိပါမတိနေအောင်ပေါက်ထလိုက်ဟိုးနေရလွတ်တော့လွတ်တော့နေမှာသွားပြီးတော့ရှင်းပြရှင်ပြတော့ဟိုးလွတ်တော့နေကသူသွားရှင်ပြိုင်နေနေကအကြောင်းဘာမှမသိပဲနဲ့အဲ့မှာကိုကကိုကငတုံးနေရလဲပါတီကိုပဲအစွဲပြပြီးတော့ဒီပါတီရကောင်ဆိုပြီးတော့ပေးချလိုက်တာအဲ့ကော လွှတ်တော်အမတ်ဖြစ်လွှတ်တော်လည်းဝင်ပြီးတော့အိမ်ငိုင်းကဲနိုင်ငံတော်ကဖေးရတဲ့ကျွန်တော်တို့စီကကျွန်တော်တို့ရဲ့ပတ်စံနေနိုင်ငံတော်ပတ်စံဆိုတော့ပြည်သူပတ်စံပြည်သူပတ်စံဆိုတော့ကျွန်တော်ပတ်စံကျွန်တော်ပတ်စံလည်းပါတယ်အဲ့ပတ်စံလေးကိုအလကားယူတဲ့ကောင်းလေးကဲအဲ့လိုကောင်းလေးနဲ့အမေရိကန်ပြည်တော်စုကလွှတ်တော်အမတ်ရဲ့အရေးချင်းနဲ့အောင်အရန်กว่าဆိုတော့ကျွန်တော်နိုင်ငံမှာလည်းအမေရိကန်နိုင်ငံရဲ့အဲ့လိုလွှတ်တော်အမတ်မျိုးလေး ဖြစ်လိုက်မကောင်းလားကျွန်တော်တို့နိုင်ငံအခုဖြစ်နေတဲ့လွတ်တော်အမတ်တောင်းမဖြစ်နေတဲ့စိုင်းကဲလွတ်တော်အမတ်ကိုပြောလို့ကျွန်တော်ပြောလိုက်အောင်ကျွန်တော်ကအခုနိုင်ငံရေးတောင်းအခုပြောနေကျွန်တော်ပြောနေကျွန်တော်ရဲ့တကယ်ဥတီချက်ကကျွန်တော်ဖြစ်ချင်တာလူချမ်းသာတယောက်လူချမ်းသာတယောက်ကျွန်တော်ရဲ့ခေါင်းစဉ်တွေမှာဘုကစင်ရတွေကယုံထွက်ဖို့ကျွန်တော်စပြောတာအခုစင်ရတွေကယုံထွက်ဖို့အတွက်ဒီနိုင်ငံရေးတွေကပါပတ်တတ် ဒီနိုင်ငံရေးနဲ့စစ်ရေးတွေကအတိတ်ကကျွန်တော်တို့ကိုစေရချမ်းသာမှုကျွန်တော်တို့ချမ်းသာတယ်တော့ဖြတ်စည်းတယ်နော်ကျွန်တော်တို့စေရတွေကယုံထွက်ဖို့ကိုလည်းဒီဒါတွေကအတားအဆီးဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်ကဒီနိုင်ငံရေးစစ်ရေးတွေကိုကျွန်တော်ကပြောနေတာကဲအဲ့လိုမျိုးအမတ်တွေအမေရိကန်အမတ်တွေကအဲ့လိုမျိုးဆိုတော့ကျွန်တော်နိုင်ငံအမတ်တွေကလည်းလူမှုအကျိုးအဲ့လိုပေါ့ဘယ်လိုလောက်ရမလဲဆိုတော့အမတ်တွေပေါ့နော်လူမှုတွေကထွက်တဲ့အမတ်တွေပဲဖြစ်တယ်ဆိုလိုတာက ကိုယ်နယ်ကလူပဲကိုယ်နယ်ကအမတ်ဖြစ်တယ်ပါတီကနေတခြားနေရာနေပို့လိုက်တယ်တဲ့ကိုယ်စလေလောင်းကကျွန်တော်တို့နယ်ထဲမှာလာပြိုင်ပြီးတော့ကျွန်တော်တို့ကဘူးမတီပါမတီနဲ့ဒီပါတီရဲ့ဒီပါတီကိုပဲထောက်ခံပြီးဒီပါတီရဲ့လူခွေဖြစ်ဖြစ်ကြောင်ဖြစ်ဖြစ်ဆိုပြီးတော့ကျွန်တော်တို့မဲပေးလိုက်တဲ့အဖြစ်မျိုးကျွန်တော်တို့အဖြစ်စေပြအဲ့ဒါဆိုရင်သူ့မှသူတခြားနေရာမှာဘလောက်ပဲတော်တော်ဆိုလိုတာမေကံပြည်တော်အစုမှလို့ပြောရင်သူမွေးဖားခဲ့တာကာဝေးရေးနဲ့ဆိုင်တဲ့တက်တွေဆွဲထားတဲ့ဒေတာလူနော်သူကနှုတ်တော်နဲ့ရောက်လာတယ် တို့ဒီမှာစိုက်ပြင်းရင်းနဲ့ဆိုင်တဲ့ဥပဒေတွေကိုဒီမှာစင်ကျင်သုံးသပ်ဆုံးဖြတ်ဖို့အတွက်ဖွဲ့ထားတဲ့ agency တဲ့ကိုထည့်လိုက်မှဆိုရင်အဲ့ဒါအဆင်ပြေမလားစိုက်ပြင်းရင်းဒေတာထွက်တဲ့အမတ်ဒေတာတင်းစိုက်ပြင်းရင်းနဲ့ပတ်သက်တဲ့ဥပဒေတွေကိုဥပဒေ channel ကိုစင်ကျင်သုံးသပ်တဲ့အမတ်အေးအဲ့လိုနေရာမျိုးဖြစ်တယ်ဆိုတော့ဆိုလိုတာကိုဒေတာရဲ့အခက်ခဲကိုဒေတာရဲ့လုတ်တင်လုတ်ထိုက်တာကိုအစိုးရကိုတင်ပြနိုင်တဲ့တော်တော်မှာတင်ပြနိုင်တဲ့လူဒီတာလျင် ကျွန်တော်တို့ဒေတာရဲ့လွတ်လွတ်တော်အမှန်အောင်ဖြစ်တယ်တခြားဒေတာကဘာကြီးပဲဖြစ်ဖြစ်ဖြစ်ပြဥပမာပြင်ကျွန်တော်တွေ့နေတဲ့ဆရာဝန်တွေလူဘုံကုတဲ့ဆရာဝန်တွေကျွန်တော်ပြောပြီးပြီတတ်တာကဲလူအကြောင်းမအောင်မသိသူတို့စိတ်ကုနေနေတဲ့လူတွေနဲ့စကားမပြောပါဘူးဗျာဒီ CY G Y ရေးဘယ်လိုရှိလဲပါလဲမပြောပါဘူးသူတို့ကြီးယောဂအခြေအနေတော့မှစကားပြည့်ဆုံးမမပြောဘူးတမန်ငါရှာပြောပြီးအမြန်လူကြီးအမြန်နဲ့ဘယ်လိုပြောဒီစိတ်ကံကြီးရေဟိုစိတ်ကံမအောင်အဲ့လိုလူတွေအဲ့လိုမျိုးဝင်ရောက်လိုက်နေတဲ့လူတွေပြောရရင် ဒီလူကိုစိတ်ကုနိုင်ပေမဲ့ဒီနိုင်ငံတော်ယုနိုင်ငံတော်ရဲ့ပြဿနာတွေသူတို့အဖြေရှင်းနိုင်ဘူးရဟားရဘွဲရပါလေဒေါက်တာဘွဲဒေါက်တာဆိုရင်ဘွဲရကြီးနေပြီလေသူများလည်းဆိုင်သူများလည်းရှင်လို့ရပြီဒီကငုံငားတွေကလည်းဒီဆရာဝန်သူသိတာဟုတ်ဆိုတော့ဒီဆရာဝန်ကဒီနိုင်ငံအတွက်မလုပ်နိုင်ပါနဲ့ပြောလူဝဲစိတ်ကုပေးနိုင်တာလေကျန်တာသူစာရီပေးရောဖတ်မဲ့ထင်လားလူရားရောတိုးလို့လားကဲပြောဟမ် ဆရာဝန်ကမြို့နယ်ကောင်မှာပဲစေဖွင့်စေကန်းဖွင့်တာအေးဟုတ်တယ်စေကန်းဖွင့်တယ်ကွာငါတို့ကလူတကာနဲ့တောက်ကလူနဲ့လည်းတွေ့တယ်ပါဆိုတောက်ကလူနဲ့ပါစကားတွေသူတို့ပြောလို့လည်းပြောပြောတိမလားအဲ့လူတွေကိုအဲ့ကလွတ်တော်အမဖြစ်နေတင်လိုက်တယ်ဘာလို့ခိုင်းတာခွေးနဲ့ကြားနဲ့ကြိုက်ခိုင်းတာဟာပါတော့ဒီဘက်ကဒေါက်တာဝဲမရတဲ့လူတွေကခွေးတွေဒေါက်တာဝဲရတဲ့လူကကြားအဲ့လိုရှင်ကြိုက်ခိုင်းတာဘယ်လိုနိုင်လဲကြားနိုင်တာဗောကြားနိုင်ရောအိုက်ကြားရမှာလောက်တက်တယ် ဘာမှမလုပ်တတ်တဲ့ကြားတွေဘာမှမလုပ်တတ်တဲ့ကြားတွေလွတ်တော်တဲ့ရောက်နေကဲကျွန်တော်တို့နိုင်ငံကမနာဘူးလားမနာဘူးလားသူတို့ကျွန်တော်နိုင်ငံကဘာမှလုပ်မပေးနိုင်ဘူးဒါပေမဲ့ကျွန်တော်တို့ပြည်သူလူထုပြည်သူဝိုင်းပတ်စံလာလာသူတို့ပေးရပြီးနိုင်ငံရေးပင်စင်ဆိုပြီးဘယ်နဲ့နဲ့လဲမပေးမရှင်းပေးရအောင်လားမသိဘူးအဲအကြောင်းလည်းကျွန်တော်သိချင်တာမသိဘူးအဲ့တော့ဒီအမေရိကန်ပြည်အောင်စုရဲ့လွတ်တော်ဒီအလုံးလုံးပေါ့ကျွန်တော်အခုအမေရိကန်ပြည်အောင်စုမှာလွတ်တော်ကိုယ်စားလှယ်ရွေးချယ်တင်မြှောက်ပေါ့ ဒါကျွန်တော်လူတကာသိအောင်ပေါ့အများပြည်သူသိအောင်ကျွန်တော်ပြောပြရမယ်ဒီနေ့အဲ့တော့ကျွန်တော်နိုင်ငံမှာဘယ်လိုဘသူတွေအမှတ်တွေဖြစ်တင်တယ်ဘယ်လိုနီးနဲ့ရွေးချယ်တင်မြောက်တင်တယ်လဲဥပဒေတွေကဘယ်လိုဖြစ်တင်တယ်လဲပေါ့နော်အဲ့ဒါတွေကိုအမေရိကန်ပြည်တော်စုနဲ့ကျွန်တော်တို့နဲ့တူသင့်မတူသင့်စဉ်းစားအမေရိကန်ပြည်တော်စုကဒီလိုလုပ်တိုင်းကျွန်တော်တို့ကဒီလိုလိုက်လို့အစင်မပြည့်တယ်လို့အမေရိကန်ပြည်တော်စုကမလုပ်ပေမဲ့လေကျွန်တော်တို့ကလုပ်သင့်ရင်ဟုတ်ရပြပေါ့ပါဗျအမေရိကန်ပြည်တော်စုမှာ လီဘရယ်ဝါရလီဘရယ်ဝါရရှေ့ရလေဦးဆောင်တယ်ပြောရင်ပြင်ပနဲ့ဝင်လာတဲ့ဒီမှာနိုင်ငံသားတွေပေါ့အဲ့ဒါစင်ရသားတွေစင်ရသားငမွေးခက်တွေကိုထောက်ပံ့တယ်စနစ်သူတို့အခြေခံပြီးအာဏာယူတဲ့လူတွေပေါ့လီဘရယ်တွေကကြီးစိုးနေဆိုရင်ကျွန်တော်နိုင်ငံမှာရောအဲ့ဒီလိုမျိုးလီဘရယ်ဝါရကြီးစိုးတဲ့လားမကြီးစိုးတဲ့လားကျွန်တော်ကြည့်ရကျွန်တော်နိုင်ငံကသူများနိုင်ငံကိုသွားပြီးတော့တိုက်ခိုက်ပြီးသူများနေမြေတွေတိမ့်ပိုက်ပြီးတော့ယူထားတဲ့နိုင်ငံမဟုတ်ဘူးကျွန်တော်နိုင်ငံသားကြီးလည်းသူများ နိုင်ငံကိုသွားပြီးအုပ်ချုပ်ထားတဲ့လူတွေမဟုတ်ဘူး။အဲတော့သူများနိုင်ငံကဒုက္ခတွေရောက်ခဲ့တယ်ဆိုရင်ကျွန်တော်တို့ကအုပ်ချုပ်ခဲ့လို့သူတို့ဒုက္ခရောက်တာလေ။အဲ့ဒါဆိုရင်ကျွန်တော်တို့ကကုညင်ကုညင်ရမှာပေါ့။သူများနိုင်ငံသူတို့ဘာသူဖြစ်ပြီးသူတို့ဘာသူဒုက္ခရောက်တာပေါက်ခဲ့ရ။အဲ့ဒါတွေကိုကျွန်တော်တို့ကကုညင်စရာဘာညာအကြောင်းရှိဘူး။ဟောလူတကာကိုဆိုတော့အဲ့အမေရိကန်ပြည်တော်စုကအချိန်ကြီးအာဏာရတဲ့ liberal party တွေအထူးသဖြင့် democrat တွေ အဲ့ဒီကောင်လေးလှုပ်တယ်လို့မျိုးကျွန်တော်တို့ကလိုက်လှုပ်လို့ပေါ့မရဘူးဆိုတော့တော့ပေးကြတယ်ပေးကြတယ်အဲ့ဒီဒီမိုကရက်တွေတက်လာမယ်တနည်းအားဖြင့်လစ်ဘရယ်ဝါဒီတွေတက်လာမယ်ဆိုရင်သူတို့ကယော်ဒီယော်ရဲ့အကောင်လုံးကိုအချောက်ကိုအခွင့်အရေးပေးရတာနဲ့ဟာလားအချောက်သူ့ဘက်သူ့နေတွိုင်းမနိုင်နေတဲ့တွိုင်းမြင့်နေနေကြအောင်မလို့အဲ့ဒါပြီပဝင်လာတဲ့ကောင်လေးကလေးကချေပေါက်လို့ပဲစားတယ်အခွင့်အရေးပေးရပိတ်ဆုံးကြတော့ကိုယ်နိုင်ငံသူနိုင်ငံသားကိုယ်အိမ်သားကိုကိုပြန်စော်ကားသွားတယ်ကိုယ်အိမ်သားကိုပြန်စော်ကားသွားတယ်အဲ့ဒါလေးဖြစ်လာတယ် အဲ့ဒါကြီးဖြစ်လာတော့ကျွန်တော်ကအခုရွေးချယ်တင်မြောက်တဲ့ဆိုရင်လေဘလို့နာမည်ပေးထားလဲဆိုတော့ဒီမိုကရေစီလို့နာမည်ပေးထားတာရွေးချယ်တင်မြောက်တာကသူတို့ကဒီမိုကရေစီဆိုတာကိုနာမည်ကောင်းဖြစ်နေမြင့်တင်ပြီးတော့အရာရာကိုသူတို့ဖြစ်ချင်တဲ့မြောက်ဒီမိုကရေစီဆိုတော့သူတို့လောက်တယ်နာမည်တက်တာဥပမာအရင်ရှင်စနစ်ကိုလည်းဒီမိုကရေစီလောက်တာဒီ socialist စနစ်ကိုကြတော့ democracy လို့ဥတ်တယ်ရွေးချယ်တင်မြောက်တာပဲ socialist နိုင်ငံ ဆိုရှယ်လိနိုင်ငံမှာရွေးချယ်တင်ပြောက်ပြီးတော့မှတက်လာတယ်။ဒါပေမဲ့အဲ့ဒီလူအဲ့လောက်ကြတော့ဒီမိုကရေစီလို့မပြောဘူးအာဏာရှင်နဲ့ရွေးချယ်တင်ပြောက်ပြီးမှအာဏာရလာတာလေ။အဲ့လောက်ကြတော့အာဏာရှင်နဲ့ဒီကဆိုအရင်ရှင်နိုင်ငံရွေးကောက်ရွေးချယ်ပြီးတက်လာကြတော့အဲ့လောက်ကြတော့ဒီမိုကရေစီရဲ့အဲ့ကြောင့်အတိတ်ပဲကဒီမိုကရေစီဆိုတာရွေးချယ်တင်ပြောက်ခြင်းကတက်တဲ့အစိုးရကိုဒီမိုကရေစီအစိုးရလို့ခေါ်တာမဟုတ်ဘူး။သူတို့ခေါ်ကြတဲ့ဒီမိုကရေစီဆိုတာဒီမိုကရေစီပဲဒီမိုကရေစီဆိုတာ ပြောလို့ပေါ့ဗျာဒီမိုကရေစီဆိုတာလောက်ချင်နိုင်လောက်လို့ရတဲ့စနစ်ပေါ့ဗျာဟာတော့ဟုတ်မယ်ဒီမိုကရေစီဆိုတာလောက်ချင်နိုင်လောက်လို့ရတဲ့စနစ်ဟာလားအချောက်ချောက်ချင်းလဲယူလို့ရတဲ့စနစ်မိမမိမချင်းလဲယူလို့ရတဲ့အစ်စ်နိုင်ငံသားတွေကလည်းဝင်ချင်သလိုဝင်ထွက်ချင်သလိုထွက်လို့ရတဲ့စနစ်ဟာလောက်ချင်လားလောက်ဗျာကဲပြောရရင်တော့ဟာလားအေးအိုက်စနစ်ကိုဒီမိုကရေစီလို့ခေါ်လားကဲကျွန်တော်အမြင်နဲ့ရွေးချယ်တင်မြောက်ပြီးတော့တက်လာတဲ့အစိုးရကိုဒီမိုကရေစီလို့ခေါ်တာမဟုတ်ဘူးအမှန်တော့ဘာလို့လဲဆိုရင် ရွေးချယ်တင်ပြပြီးတက်လာတဲ့အစိုးရကိုဒီမိုကရေစီအစိုးရလို့ခေါ်ရင်ကဲရုရှားလိုတရုတ်တို့မှလုပ်တဲ့ရွေးချယ်တင်ပြပြီးမှတက်လာတဲ့ခေါင်းဆောင်တွေရွေးချယ်တင်ပြခံပြီးမှတက်လာတဲ့အစိုးရတွေကြတော့ဘာဖြစ်လို့ဒီမိုကရေစီအစိုးရလို့မခေါ်တာလဲပြောအဲ့ဒါဆိုရင်ရွေးချယ်တင်ပြပြီးတက်လာတဲ့အစိုးရကိုဒီမိုကရေစီဒီမိုကရက်တစ်အစိုးရလို့ခေါ်တာမဟုတ်ဘူးတေချာသွားပြီ ဆိုတော့အခုကျွန်တော်ပြောချင်တာကျွန်တော်နိုင်ငံမှာရွေးချယ်တင်မြောက်ပြီးတော့တက်လာတဲ့အစိုးရကရွေးကောက်ခံအစိုးရဒီလိုပဲနာမည်တက်မယ်ရွေးကောက်ခံအစိုးရဒီမိုကရေစီအစိုးရမဟုတ်ဘူးဒီမိုကရေစီဆိုတာလောက်ချင်တိုင်းပောက်ကြရလုံလို့ရတဲ့အစိုးရဆိုတော့အဲ့လိုလောက်ချင်တိုင်းပောက်ကြရလုံလို့ရတဲ့အစိုးရကျွန်တော်နိုင်ငံမှာတော့မရှိတဲ့ဘူးရွေးချယ်တင်မြောက်ခံအစိုးရအဲ့အစိုးရပါလဲဆိုတော့ self government self government ဆိုတာကကိုယ့်ကိုယ်တိုင်း ကိုကိုတိုင်းအုတ်ချုပ်သူဖြစ်နေရွေးချယ်ခံရင်လည်းခံမယ်မဟုတ်ရင်လည်းကိုတဲ့အရင်ရှိတဲ့ကိုတငယ်ချင်းကိုလည်းသိရလို့ကိုအားလုံးအုတ်ချုပ်ဖို့သူ့ကိုယ်သူရောကိုကိုပါအုတ်ချုပ်ပေးဖို့အတွက်ခေါင်းဆောင်ဖြစ်နေတင်မြောက်ကိုကိုတိုင်းတင်မြောက်တာပြည်သူလူထုကတင်မြောက်လိုက်တဲ့ပြည်သူခေါင်းဆောင်ပြည်သူလူထုကတင်မြောက်လိုက်တဲ့ပြည်သူရဲ့အုတ်ချုပ်သူဆက်ကားမင်းကိုကိုတိုင်းအုတ်ချုပ်တဲ့သူကိုတင်ပေးလိုက်လို့ကိုအုတ်ချုပ်တဲ့သူကိုကိုတိုင်းအုတ်ချုပ်တဲ့သူ အဲ့ဒီအုတ်ချုပ်မှုစနစ်ကိုရွေးကောက်ခံအစိုးရအဲ့လိုခေါ်မယ်ဒီမိုကရေစီအစိုးရလို့မခေါ်ဘူးဒီမိုကရေစီဆိုတာအစိုးရဆိုတာပါအစိုးရကျွန်တော်မြင်ပါဖာဆန်ဆန်အစိုးရဒီမိုကရေစီအစိုးရကျွန်တော်မြင်ရောကျွန်တော်သုံးသပ်ချက်အခုရွေးကောက်ခံအစိုးရဆိုတာဆိုရှယ်လစ်စနစ်တွေပဲနည်းနည်းပဲရွေးကောက်ရွေးကောက်အရင်ရှစ်စနစ်နဲ့ပဲကျင့်သုံးကျင့်သုံးကျင့်သုံးကျင့်တဲ့နိုင်ငံရေးမူဝါဒကိုကျင့်သုံး ရွေးကောက်တင်မြောက်ခံပြီးတော့မှတက်လာတဲ့အစိုးရအဲ့ဒီအစိုးရကရွေးကောက်ခံအစိုးရပြည်သူအစိုးရကိုကိုကိုပြအုပ်ချုပ်တဲ့အစိုးရဒီလိုမျိုးရွေးကောက်ခံပြီးတော့မှန်မှန်ကန်ကန်တက်လာတဲ့အစိုးရကကိုကိုကိုအုပ်ချုပ်တဲ့အစိုးရဖြစ်တဲ့အတွက်ဘယ်ပြည်နဲ့ဘယ်ဒေသမှာကိုယ်ပိုင်အုပ်ချုပ်ရေးလို့ဘာလို့တောင်းကြအကြောင်းရှိဘူး။ဘာကြောင့်လဲ။ဒီအစိုးရကိုယ်တိုင်ကကိုကိုယ်တိုင်အုပ်ချုပ်တဲ့အစိုးရဖြစ်နေလို့ ကိုယ်ပိုင်အုပ်ချုပ်ရေးလို့ဘာလို့တောင်းရင်အိုက်ပေါင်ရတမင်တကခွင့်ဒုခံကျွန်တော်တို့တခြားလူတွေနဲ့မတူဘဲအထူးအခွင့်အရေးကိုလက်လက်ကင်ပြီးတော့လိုချင်လို့တောင်းလိုက်ကောင်လေအိုက်ကောင်တွေကိုကျွန်တော်တို့ပြည်သူလူထုကရွေးချယ်တင်မြှောက်လိုက်တဲ့အစိုးရရွေးကောက်ခံအစိုးရကနှိမ်နေရမယ်နှိမ်နေရကျွန်တော်နိုင်ငံသားအားလုံး135မြို့ဟာခွင့်ရတူရမယ် ခရက်စားလဲစားကြမဟဲဆိုခရက်စားမယ်ကြိုက်ကြိုက်မကြိုက်ကြိုက်စားမြုပ်ဒီစားကြောက်ဆိုဟဲဆိုရင်အားလုံးကမြုပ်ဒီစားစားကိုစားမယ်စားခြင်းသည်ဖြစ်စေမစားချင်နဲ့ထကလန်ကုန်မြအောင်အများတင်ရောက်တာတဲ့အစိုးရအများကိုအုပ်ချုပ်ဖို့အများပဲပြည်သူလူထုကပဲတင်ရောက်တာဒီအစိုးရရဲ့တသွေးတသန်းတမိုက်လဲမကြိုက်ဘူးလားမကြိုက်ရင်နောက်ထပ်အစိုးရတတန်းကုန်ရင်နောက်ရွေးရွေးချက်ရွေးကောက်ပေါ်မှာဖြုတ်ချလိုက်သူအုပ်ချုပ်နေတဲ့တသိန်း တတတမိတ်ထပုံကံညာအကြောင်းရှိထပုံကံရင်နှိမ်နေမနှိမ်နေကအခွင့်အရေးပေးရင်ကျွန်တော်တို့နိုင်ငံမှာစစ်ပွဲတွေကဆုံးမှာမဟုတ်ဘူးကျွန်တော်တို့ရဲ့လမ်းတွေတံတားတွေပြည်သူလူထုရဲ့အိမ်တွေခဏခဏပြည့်စည်နေရကျွန်တော်ပြည်တို့ပြည်သူလူထုတွေစစ်ပြေးရှောင်းတွေစစ်ပြေးတွေဘဝတွေအမျိုးမျိုးခဏခဏပြတ်နေရအဲ့တော့ကျွန်တော်ဒီရေကောက်ပဲပြီးလို့ရေကောက်ခံအစိုးရဆိုတာတက်လာပြီးတာ ਨੇ အဲ့ဒါကိုယ်ပိုင်အုပ်ချုပ်တာပဲကိုယ့်ကိုယ်ကိုအုပ်ချုပ်တဲ့အစိုးရပဲ ဒီမိုကရေစီအစိုးရလို့မပြောဘူးကျွန်တော်ကတော့မပြောဘူးရွေးကောက်ခံအစိုးရအဲ့တော့ရွေးကောက်ခံအစိုးရဒီရွေးကောက်ခံအစိုးရကနေပြောကိုကိုတိုင်အုပ်ချုပ်တဲ့အစိုးရကိုကိုတိုင်အုပ်ချုပ်တဲ့အုပ်ချုပ်တဲ့အစိုးရကိုတိုင်သားလူမျိုး135မျိုးအားလုံးအချို့အတွက်အဲ့လိုမဟုတ်တာတွေတောင်းပြောသူတို့ကိုကြုံတဲ့သူတို့မိသားစုကိုကြုံတဲ့ဟာတိုင်းရတာတခြားလူမျိုးတွေဒေသကလူမျိုးတွေကတော့စင်ရဲငတ်မို့ ။အိုးအိမ်တွေပျက်စီးလမ်းတွေတရားတွေပျက်စီးပြီးသူတို့ကိုဂျိုးအတွက်လက်နက်ကင်တောင်းကြနေတဲ့ကောင်တွေတကောင်ကြံရှင်းရ။လာခဲ့ငိမ့်ချင်ရေးကောင်းကောင်းပြောလက်နက်ချချမလားမချဘူးလားမချရင်သိလက်နက်ချမလားအသေးခံမလားတနက်ချမလားအသေးခံမလားမေးလိုက်မချဘူးလားမချရင်တတ်လိုက်ဒါပဲအဲ့ဒီလိုမျိုးလုံရဲကန်ရဲတဲ့ကိုယ်စလေလောင်းနေလွတ်တော့အမတ်နေအာလာရအောင်လို့လို့တယ် အဲ့တော့ကျွန်တော်တို့ပြည်သူလူထုကလည်းအဲ့ဒီလိုအမှတ်မျိုးတွေကိုမဲပေးရမယ်။ခုနကျွန်တော်ပြောတဲ့ယူကြောင်ကြောင်ပါတီကိုဆွဲလာပြီးဒီပါတီရောက်အောင်ခွင့်ပြုပြီးကြောင်ဖြစ်ဖြစ်ဆိုပြီးမဲပေးရင်တော့အဲ့တော့မှားတယ်။